အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖက်ပြပေးမှကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟိုစီဝေးကော်မတီကြွေးကြော်သံရေးတော်ပုံဂျာနယ်အတွဲ2အမှတ်3 2015ခုနှစ်ဇူလိုင်လ9ရက်နေ့တုန်းမှာဆောင်းမရှင်မြဆန်းအေးရေးသားထားတဲ့ကွန်မြူနတီတစေဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။ Communist စီမြန်ဆန်းအေးကွန်မြူနစ်စံကြီးမှာပြည်တွင်းဖောက်ပြန်ရေးသမားများက내ချက်သမားထက်တာတယ်ဒါဟာဗမာပြည်ဖို့သမိုင်းနဲ့ချီလာတဲ့ဖြစ်ရပါဘာကြောင့်လဲဆိုတော့အာနာနဲ့တိုက်ရိုက်ပတ်သက်နေလို့ဖြစ်တယ်အာနာရှိမှကြီးပွားမယ်အာနာပိုင်နဲ့ပိုင်မှအစင်ချောမယ်ဆိုတာဗမာပြည်အတွက်တက်ကြမ်းလို့ဖြစ်နေလို့ပဲ တမိုင်းကြောင်းကိုနည်းနည်းပြန်ကြည့်ရအောင်ဒုတိယကမ္ဘာစစ်ပြီးစအာရှကိုလိုနီနိုင်ငံများအတွင်းနယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲနဲ့အတူလွတ်လပ်ရေးတိုက်ပွဲဒီရင်မြင့်လာတယ်ဗြိတိရှ်နယ်ချဲ့သမားဟာစစ်နိုင်တဲ့နိုင်ငံတနိုင်ငံဖြစ်တော်လဲစစ်ပြီးမှအကြီးအကျယ်ချိနဲ့သွားပြီဖြစ်တယ်ဗြိတိရှ်နေမဝင်အင်ပါယာချုပ်ငိမ့်မှုတည်ကြနေပြီသူ့ရဲ့ကိုလိုနီခံတပ်ဖြစ်တဲ့အိန္ဒိယတိုက်ငင်နဲ့အီဂျစ်ပါလက်စတိုင်း လက်လွတ်ရတော့မယ်ဗမာပြည်နဲ့မလေးစင်ကာပူအပါဆက်မထိနိုင်တော့ဘူးဒါပေမဲ့အင်္ဂလိပ်ကပြည့်ရကျွဲတယ်အပျော်စွဲနဲ့စိတ်ဆက်တယ်ပြင်သစ်တို့ဒက်တို့နဲ့မတူဘူးပြင်သစ်နဲ့ဒက်တို့ကစစ်ကြီးအတွင်းနာဇီဂျာမနီလက်အောက်ကျရောက်သွားသဖြင့်အထိနာခဲ့ပြီးဖြစ်တယ်သူတို့ရဲ့ကိုလိုနီနိုင်ငံများဖြစ်တဲ့အင်ဒိုချိုင်းနာသုံးနိုင်ငံနဲ့အင်ဒိုနီးရှားတို့ကလွတ်လပ်ရေးကိုတိုက်ယူတယ် ပြင်သစ်နဲ့ဒတ်တို့ကသူတို့ရဲ့ကိုလိုနီဟောင်းကိုပြန်လဲထိမ့်သိမ်းဖို့အားမရှိတော့ဘူး။ဒါပေမဲ့သူတို့ကအင်္ဂလိပ်လောက်ပြည့်ရဲမကျွဲဘူး။ပြင်သစ်ကဒိမ်မင်ဖူးတိုက်ပွဲမှာ1954ရှုံးတယ်။ပြင်သစ်နေရာဝင်လာတဲ့အမေရိကန်ဗီယက်နမ်စစ်ပွဲမှာရှုံးတယ်1985အင်ဒိုနီးရှားမှာဒတ်အစားအမေရိကန်ဝင်လာတယ်။အမေရိကန်ကြောတောက်နောက်ခံပေးထားတဲ့စစ်ကောင်းဆောင်ဆူဟာတိုအာနာသိန်းတယ်1965 ကွန်မြူနတီထောင်ချီအသက်ခံရတယ်။ပြောချင်တာကအင်္ဂလိပ်ကပြည့်ရဲ့ကျွဲတယ်။သူ့အကြကိုသိတယ်။လက်လွတ်သွားတဲ့နိုင်ငံတွေကိုဗြိတိရှ်ဒနသာဟာရနိုင်ငံများဖြစ် သူ့ဩဇာနယ်ပယ်အောက်မှာစုစည်းထားတယ်။အဲ့ဒါလို့စုစည်းထားတယ်မို့သက်ဆိုင်ရာနိုင်ငံများမှာလက်ဝေကန်လူဒန်းစားတရက်ကိုမွေးတယ်။နိုင်ငံရေးရကိုပိုင်အုပ်ချုပ်ခွင့်ရတော့လဲစီးပွားရေးရနယ်ချဲ့အကျိုးစီးပွားကို ထိန်သိမ်းကာကွယ်ပေးဖို့ဖြစ်တယ်။နေရာဝင်းယူလာတဲ့ အမေရိကန်ကိုလည်းလွယ်လွယ်နဲ့ဖယ်ပေးတာမဟုတ်ဘူး SUS2 မြောင်းရေခင်1956ပေါင်စတာလင်ငွေကြေးစနစ်ပြိုပြက်မှု1981တို့ နောက်ပိုင်းမှာအမေရိကန်ရဲ့လက်ထောက်ဘူကလေးဖြစ်လက်ခံလာတာဖြစ်တယ်ဂုံဒီရရှိပြည်ထောင်နိုင်ငံရေးသမားလူကြီးလူကောင်းများကဘယ်တော့မှရှုံးတယ်လို့မပြောဘူးဘျူဟာမြောက်ခွာစစ်ဆင်တယ်အောင်မြင်စွာ ဆုတ်ခွာတယ်လို့ပဲပြောပါတယ်အင်္ဂလိပ်နေရာဝင်လာတဲ့အမေရိကန်ကစူပါပါဝါအသစ် မင်းပြိုမင်းလွင်အမှုမြလက်နက်ပိုင်ရှင်ဖြစ်တယ်။မာရှယ်စီမံကိန်းနေတိုးခေါင်းသူကြီးကွန်မြူနစ်ထိန်းချုပ်ရေးပေါ်လစီတို့နဲ့စစ်အေးခစ်ကိုပုံဖော်တယ်။ကိုရီးယားစစ်ပွဲဗီယက်နမ်စစ်ပွဲတို့နဲ့ကြမ်းရမ်းတယ်။ကမ္ဘာပလေကြီးလုပ်တယ်။ဗီယက်နမ်စစ်မှာအရှုံးကြီးရှုံးတဲ့အခါဆိုးဆိုးဝါးဝါးမှားခဲ့ပြီလို့ဩတယ်။ပြောချင်တာကအမေရိကန်ကကြမ်းတယ်ရမ်းတယ်အပြုတ်တိုက်ဖို့ကြိုးစားတယ်မအောင်မြင်ဘူး။သူက ွန်မြူနစ်ဆန့်ကျင်ရေးအတွက်ဆက်အနာရှင်တွေကိုမွေးတယ်စစ်အေးခေတ်မှာတကဘာလုံး CIA ကြောထောက်နောက်ခံတဲ့စစ်တပ်ကအာဏာသိမ်းတာတွေတချိန်ချင်းပဲပတ်ချုံဟီတောင်ကိုရီးယားငိုဒင်စင်တောင်ဗီယက်နမ်လုံနိုကမ်ဘောဒီးယားဆူဝါဒိုအင်ဒိုနီးရှားမာကိုစ်ဖိလစ်ပိုင်ကစ်တီကာချန်ထိုင်းနေဝင်းဗမာပြည်စသည်ဗမာပြည်ကိုကြည့်ရအောင်အိုဆိုးသူအဆက်ဆက်ကွန်မြူနစ်ဆန့်ကျင်ရေးလောက်ရမှာ အင်္ဂလိပ်ရဲ့ပရိယေဆင်တဲ့နီယောအမေရိကန်ရဲ့အပြုတ်တိုက်တဲ့နီးပါးသုံးတယ်။ပါလီမန်ဒီမိုကရေစီအစိုးရကောစစ်အစိုးရဆက်ဆက်ကကောလူလူနီးနဲ့အာဏာရတာလားမဟုတ်တဲ့ဘယ်အာဏာရှင်အစိုးရပဲဖြစ်ဖြစ်ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကွန်မြူနစ်ဆန့်ကျင်ရေးပြည်သူဆန့်ကျင်ရေးမလုပ်ရင်သူတို့အာဏာမမြဲနိုင်လို့ပဲဖြစ်တယ်။အင်္ဂလိပ်ကဗမာပြည်ကိုလွတ်လပ်ရေးပေးရတော့မယ့်အခါကွန်မြူနစ်ဆန့်ကျင်ရေးသမားဖြစ်မဲ့နိုင်ငံသမားများကိုရွေးတယ်၊မွေးတယ်၊ချိမြောက်တယ် ဖာစာပါလာကွန်မန်ရဲ့ညညရေးပြန်လဲတီဆောက်ပြီးလုံးဝလွတ်လပ်ရေးကိုအကြည်အသာနဲ့မရရင်ချဖို့အထိပြင်ဆင်လာတဲ့အခါဘိုးအောင်ဆန်းလောက်ကြံခံရတယ်။နိုင်ငံရေးဆန်းမရှိတော့တဲ့အလိုတော်ကြီးလက်ရနိုင်ငံရေးသမားကြီးများနဲ့လည်းမဖြစ်ဂလုံစောလိုလူသက်သမားဆိုရင် ပိုဆိုးမှဖြစ်တဲ့အတွက်အင်္ဂလိပ်နယ်ချက်ဟာ liberal အကြဆုံးလို့ယူဆရတဲ့ဖာစာပါလာဒူဥက္ကဋ္ဌသခင်နုလက်ထဲအာနာအခက်တာဖြစ်တယ်။ ဖားစပါလာတဲ့မှာကွန်မြူနစ်ပါတီကိုလည်းထုတ်ဖယ်ထားပြီးပြီဆိုရှယ်လစ်တွေကလည်းကွန်မြူနစ်ဆိုရင် သူဖြူရင်ကိုမဲအာနာရမက်ကလည်းကြီးတယ်အလိုတော်ကြီးတွေကလည်းအာနာအဝန်းဝိုင်းနဲ့ပြန်ပါလာနိုင်ပြီဖြစ်တယ်ဗမာပြည်မှာအရင်ရှင်စနစ်ဖြစ်ပေါ်တိုးတက်မှုတခြားအာရှနိုင်ငံများထက်နောက်ကျတယ်ဘျူရိုကရက်မြေရှင်နဲ့ကုံတဲ့ပွဲစားပဲများတယ်လယ်သမားကအများစုအလौသမားကဗျံကြနဲ့ လောက်ကျန်းသမားကများတယ်။အမျိုးသားရင်းရှင်ဆိုတာကလည်းတော်တော်ကိုချိနဲ့ပါတယ်။အင်္ဂလိပ်လက်အောက်ကဆက်လို့ယခုခေတ်အထိအခြေခံအားဖြင့်မပြောင်းလဲသေးဘူး။စစ်ခရိုနီဆိုတဲ့ခက်ပြက်တဲ့ထေးကဒီခက်မှမှပေါ်တာပါ။စစ်ဘီရိုကရက်အာဏာနဲ့ကိုဂျိုးရှာကြီးပွားလာသူတွေဖြစ်တယ်။ဖာစပလမာဆလနဝဒနာဖယခုစစ်တပိုင်းအစိုးရခေတ်ဆက်ဆက်အာဏာနဲ့ကြီးပွားတဲ့ဘီရိုကရက်ဒဏ္ဍာရှင်တွေစစ်ဘီရိုကရက်တွေပေါ်ခဲ့ပါတယ်။ အာဏာမဲ့သွားရင်အထယ်ကြီးပြက်တွေဖြစ်သွားတာပဲဘီရိုကရက်ဒဏ္ဍာရှင်လူတန်းစားဟာအစိုးရပြောင်းရင်မျိုးဆက်ပြောင်းသွားတတ်ပါတယ်ဒါကြောင့်အာဏာရမက်ပိုကြီးပါတယ်ဘီရိုကရက်ဒဏ္ဍာရှင်လူတန်းစားရဲ့ပင်ကိုလက္ခဏာကိုနိုင်ကနယ်ချဲ့ကိုမှီကိုရတယ်ပရိသတ်ကိုထိမ့်သိမ်းရတယ်ဒါမှကြီးထွားနိုင်မယ်ဒါကြောင့်သူတို့ဟာဗီဇကိုနိုင်ကပြည်သူဆန့်ကျင်ရေးကွန်မြူနစ်ဆန့်ကျင်ရေးရှိသူတွေဖြစ်တယ်ဘီရိုကရက်ဒဏ္ဍာရှင်အာဏာမြဲနေတဲ့ဗျ တိုင်းပြည်ဟာဆင်းရဲတွင်းကတက်နိုင်မှာမဟုတ်ဘူးခင်မီဖွံ့ဖြိုးတဲ့စက်မှုနိုင်ငံဖြစ်လာမှာမဟုတ်ဘူးသူတို့အကြက်တဲတွေ့လေကွန်မြူနစ်ဆန့်ကျင်ရေးပြည်သူဆန့်ကျင်ရေးလှုပ်လေဖြစ်မှာ တရားတစ်ခုလိုဖြစ်နေပါတယ်ဗမာဘီရိုကရက်တွေကဗရေတရက်အစွဲပူကြီးပါတယ်အခုအထိရွှေတွင်းငွေတွင်းဗရမားတွင်းနဲ့ပရင်ဒုတ်ထာယန္နာဆင်ပြူပိုင်စိုးတော်မူသောဆိုပြီးဘဝင်မြင့်နေကြတော့မယ်တယံဇာတထောက်ရောက်တာနဲ့အခွန်ကောက်စားတာပဲလုပ်တတ်တယ် သူတို့ကြောင့်ပြည်တွင်းစစ်သက်ဆိုးရှိတာဖြစ်တယ်လို့ပြည်တွင်းစစ်တိုက်ပြီးစစ်ဘျူရိုကရက်အာဏာတည်တံ့ခိုင်းမြအောင်လုပ်နေသူတွေဖြစ်တယ်။ဒါကြောင့်တော်လိုင်းရေးသမားလည်းပေါ်တယ်အချောင်သမားလည်းပေါ်တယ်။ခွန်းစနစ်လေပိုင်းလောက်ကဆက်လို့စစ်အေးခေဒုတိယပိုင်းလို့သတ်မှတ်နိုင်တယ်။တင်းမာမှုရော့ပါရေးကာလလို့ခေါ်ကြတယ်။အမေရိကန်ရွှေခေတ်ဂုံပြီးအကြပတ်ရောက်ပြီးစီးပွားရေးကတ်တွေကြုံလာရပြီ။1983ရေနံကတ် 1983ငွေကြေးကတ်စသည်စသည်စေအေခေကုံဆုံးဒရင်နီပညာနဲ့ကဘာမှုခေခုနောက်ဆုံးငွေကြေးကတ်ဥရောပပါဆွဲခေါ်သွားပြီးအကျယ်မပြောတော့ဘူးဒီမိုကရေစီဖာကညီဖြစ်တဲ့အမေရိကန်ကကွန်မြူနစ်ဆန့်ကျင်ရေးကိုဒီမိုကရေစီနဲ့လူခွင့်ရေးဆိုတဲ့ liberal သဘောတရားအဖြစ်ပဲပြောတော့တယ်လက်တွေ့အဖြစ်ဝိုင်းပတ်ပိတ်ဆို့ထိမ့်ချုပ်ရေးဆိုတာမလုပ်တော့ဘူးလုံးလို့လည်းမရဘူး ဗမာပြည်စစ်ဘီရိုကရက်များကတော့သူတို့အာဏာတည်မြဲရေးအတွက်စစ်အေးခေတ်အတွေးခေါ်နဲ့ကွန်မြူနစ်ဆန့်ကျင်ရေးကိုလှုပ်တုံးမယ်။အချောင်သမားတွေကလည်းကွန်မြူနစ်ဆန့်ကျင်ရေးကို တက်ကြမ်းအမှတ်နဲ့ကျင့်သုံးလုပ်မယ်။ဒါပေမဲ့ခေတ်က မင်းလောင်းမျှော်တဲ့ခေတ်မဟုတ်တော့ဘူး။ဗမာပြည်ပြည်သူလူထုကြီးဟာ အမိအခိုကင်းစွာနဲ့မာမာမတ်မတ်ထရရင်ဗမာပြည်သစ်ကိုကိုယ်တိုင်ဖန်တီးကြပါလိမ့်မယ်။ကွန်မြူနစ်ဆန့်ကျင်ရေးတစ်စိတ်၆ခံနေရတဲ့ ပြည်တွင်းပြစ်ဖောက်ပြန်ရေးသမားများမုတ်ချကြဆုံးကြပါလိမ့်မယ်။ညစန်းအေး20မေ2013